တနင်္သာရီတိုင်းမြိတ်ခရိုင်ပူလောမြို့နယ်မှာလက်နက်ကင်ဆောင်ထားတဲ့ပြူစောတိခေါင်းဆောင်၃ဦးကိုအရက်ဆိုင်တဆိုင်မှာတွားရောက်ပစ်ခတ်လို့၃ဦးစလုံးသေဆုံးသွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်အမှတ်၁တရင်စီကသိရပါဗျ။လက်နက်ကင်ဆောင်ထားတဲ့ပြူစောတိခေါင်းဆောင်၃ဦးဟာစစ်ကောင်စီရဲ့စစ်မှုရန်အတွက်လူသစ်စုဆောင်ပေးနေသူတွေဖြစ်ပြီးမေလ6ရက်ညနေ9:30မိနစ်ခန့်ကပူလောမြို့အမှတ်၄ရပ်ကွက် ကိုစံဝင်းအရက်ဆိုင်မှာဝိုင်းဖွဲ့ပြီးထိုင်တောက်နေစဉ် ်သွားရောက်ပစ်ခတ်ခဲ့တာလို့သိရပါတယ်တေဆုံးသူတွေဟာပူလောကုန်းကျေးရွာရှိပြူစောတိခေါင်းဆောင်ဥကလနီအသက်60နှစ်ပလာမြို့ပြူစောတိခေါင်းဆောင်ဥကျော်သူရအသက်52နှစ်နဲ့ပူလောမြို့အမှတ်၄ရပ်ကွရှိပြူစောတိဥတန်းနိုင်အသက်50နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။သူတို့ကရွာမှာအရန်ဆိုးတဲ့ကောင်းတွေစစ်ကောင်စီရဲ့ထောက်တိုင်အကြီးစားတွေပေါ့ရွာကဒေသခံပြည်သူနဲ့လူငယ်တွေကိုနှီးမြို့မြို့နဲ့ချင်းချောင်းဝင်ညစ်တယ် စစ်မှုထမ်းမှုလူငယ်တွေကိုအတင်းအဓမ္မလူသစ်စုဆောင်ပေးတယ်။ပူလောမြို့နယ်ကတိုက်ပွဲတွေမှာပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့တဲ့အထဲမှာအဓိကပါဝင်တယ်။ပြီးတော့သူတို့မှစစ်တပ်ကထုတ်ပေးထားတဲ့လက်နက်ရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြေခရိုင်အမှတ်1တရင်ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်အာနုက AR Times ကိုပြောပါရယ်။အဲဒီပြူစော်တီခေါင်းဆောင်၃ဦးကိုပြစ်ခတ်ပြီးနောက်သူတို့စီကပစ္စတိုတနက်တလက်ဖုန်းတလုံးကြီးနဲ့စာရွက်စာရန်အချို့တင်စီရမိခဲ့တယ်လို့သိရပါရယ်။